ပိုင်းခြားမရှိသောစစ်ကြောလာမှမေတ္တာယတံကိုကြားရတယ်။ဒါကြောင့်မလို့သစ္စာဘုရားကလောကမှာနေကြတဲ့ပုဂ္ဂိုလ်များအတွက်ဗြဟ္မာပိဟာရတရားဗြဟ္မစုတရားလို့သတ်ပါတယ်။အဲဒီတည်းမှာမေတ္တာကအဓိက။မြတ်စွာဘုရားသည် နိဗ္ဗာန်ရောက်ချောင်းအကျင့်အနေနဲ့ကဉာဏ်ကိုတတ်မှတ်ပါလေဉာဏ်ကောင်းမှနိဗ္ဗာန်ကိုရောက်တယ်ဒါပေမဲ့လောကအနေနဲ့ဆိုလို့ရှိရင်တော့မေတ္တာကိုအဓိကထားပါလေလောကသရာက30ဘောပေါ့နိဗ္ဗာန်ဘောကိုနိဗ္ဗာန်အတွက်ကတော့ဉာဏ်ကအဓိကလောကကြီးအတွက်ကတော့မေတ္တာက အဲ့ဒါမေတ္တာဓာတ်နဲ့လွှမ်းခြုံပြီးတော့မှလောကကြီးကိုကောင်းကျိုးဆိုးကျိုးဖြစ်အောင်ခံပြီးပြီမေတ္တာဓာတ်ဆိုတာကတော့ဆိုးကျိုးတော့မရှိဘူးဒါပေမဲ့အဲ့ဒီမေတ္တာဓာတ်ကိုလက်ခံနိုင်တဲ့ပုဂ္ဂိုလ်များအတွက်ကတော့ကောင်းကျိုးဖြစ်တယ်မေတ္တာဓာတ်ကိုလက်ခံနိုင်တဲ့ကတော့ဆိုးကျိုးဖြစ်တယ်ဒါနဲ့လောကကြီးမှာ အမျိုးမျိုးသောယံမျိုးတွေအန္တရာယ်တွေဖြစ်နေကြတာတဏ္ဍာကံနဲ့တဏ္ဍာကံလူမျိုးတစ်မျိုးနဲ့တစ်မျိုးမကြီးမညွတ်တွေဖြစ်နေကြတာအဓိကကတော့မေတ္တာတတ်တွေခေါင်းပါလို့ပါပဲအဲဒါကြောင့်မေတ္တာတတ်ကိုမမကံကံသုံးချနိုင်ရင်လောကကြီးတစ်ခုလုံးကငြင်းငြင်းနေ မေတ္တာတကိုမှမကကံအသုံးမချနိုင်ဘူးဆိုရင်လောကကြီးတကိုလုံးပူလောင်တယ်ဒါကြောင့်မလို့ပြဿာဘုရားက လောကကြီးအေးချမ်းနေအောင်ငြိမ်းချမ်းနေအောင်မေတ္တာတကိုဒီကထားဖို့ပြဿာဘုရားကမေတ္တာသုံးပရိတရားကိုသင်ကြားဟောကြားပေးတတ်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ခွင့်ကြီးတော့ကလည်းပဲခဏတက္ကမကြီးဥဆောင်တဲ့ လောကစကားနဲ့ပြောတာ family tree ပေါ့เนาะဓကမာကြီးရဲ့မိသားစုမျိုးဆက်အားလုံးငြင်းငြင်းချမ်းချမ်းနဲ့ကျမ်းကျမ်းမာမာနဲ့ချမ်းသာသာသာနဲ့ဖြစ်ဖို့ရဲ့ဘုန်းကြီးကမေတ္တာတက်ပြီးပြီးတော့မေတ္တာသပရိတရားရပွားပြီးမယ်အားလုံးပရိတရားတော်ကိုရောသေးစွာနိုင်လိုက်ကြတမန္တာသကဝါလေသူအတ္တရာကိစ္ဆန္တုဒီဝတ္တ တဓမ္မမုနိရာဇသသုလတုသကမောကတံဓမ္မသဝနာကာလောအယံပတ္တတာဓမ္မသဝနာကာလောအယံပတ္တတာဓမ္မသဝနာကာလောအယံပတ္တတာနမောတတဗုဒ္ဓဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတနုဘဝါတောယခန္တိဝတ္တသိတိပိသနံယံမိစေဝါနိယောဇတောရတ္တိဒီဝမတ္တတိတော ဒုက္ခသုပတိတုံဒောသဗာမဂိစီနပတတိဧဝမာတိကုနုပိတံပရိဒံတမ္ပနာမယိကရဏိယမတ္တကုသလေတယန္တသတ္တပတ္တအပိသမေသတေကောဥစုသာတုဥစုသတဝေသောသတ္တမုတ္တုနာတိမာတိတန္တောသောသသဗရောသအဘဂိသောသသန္လာဟုကဟောတိတန္တေတရိယောဇာနိဘဂောသအဘဂဘော ကိုလေသောနတ်ုဂိတောနသာခௌတပါစရိကေစီယေနဝိညုပရိဥပဝရိယောဒုက္ခိနောဝခိမိတောဟတုသဗ္ဗတတ္တဘုံတုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတသာဝသဝရဝနဝသေတာဒေဃဝယေဝမဟာတံမေဇိမာရတ္တကအနုကထုလဒေထာဝယေဝအဋ္ဌိထာယေဝဒုရေဝတ္တတိအဝိဒုရေ ဘုဒ္ဓဝသမ္မဝေတိဝသဗ္ဗတတဘုံတို့သုခိတတ္တဒါဗရဗရဏိကုပေဌာနတိမဉ္စိတကရစီနာကိစီရာရောသနာပရိကသိညာဉာဏ်မဉ္စတာဒုက္ခမိစီယမဟာတယထာနိယံဗုဒ္ဓဗာယုသာဧကဗုဒ္ဓမလူရကိဧဝံဘိသဗ္ဗဗုဒ္ဓေသူမန္တံဘာဝေအပရိမာဏမေတ္တေသာသဗ္ဗလောကသမေမန္တံဘာဝေအပရိမာဏ ဩဒ္ဓဒေါသတိရိယဇအတ္တပါဒံအဝိရမသပတ္တံတိဋ္ဌံသရဏိတိဏဝတယနောယဝဒတဝိတမေတောဣတံတတေဒိဋ္ဌိယဗြဟ္မေတဝိဟာရမေတမာဟုဒိဋ္ဌိစအနုဘကမသီလဝါဒတနေနသမ္ပန္နောကာမေတဝိနယကေဒနာဟိဇာတုကဗတိယပုဏ္ဏရေတိဣတိမိသောဘဂဝါအရဟံသမ္မသံဗုဒ္ဓော ဝိဇာသရဏသံပန္နောသူကတောလောကဝိတုအနန္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿာနံဘုဒ္ဓဘဂဝါသဝခတောဘဂဝတာဓမ္မောတန်တိတိကော အကာလိကောအဟိပတိကောဩပါတိယိကောပိစ္ဆတံဝိတိတဘဝိညုဟိသောပတိပန္နောဘဂဝါတောသဝကတံကော ဥဇောပရိပန္နောဘဂဝါတောသာဝကတံကိုညာယပရိပန္နောဘဂဝါတောသာဝကတံကိုသာမိစေပရိပန္နောဘဂဝါတောသာဝကတံကိုဒေရိတံသတ္တရိပုရိသယုဂာနိအထာပုရိသပုဂ္ဂလဧသာဘဂဝါတောသာဝကတံကိုအာဟုနေယောပာဟုနေယောဒက္ခိနေယောဣဇလိကရဏိယောအနုတရံပုညခိတံလောကတံ ဧဝဗုဒ္ဓံတရတ္တဓမ္မတံဂိသမိကောဘယဝါသံမိတတ္တဝါလောမဟသောတာဟိတတိယန္တုနိမိတံဝါမေကလေးသယောသမနာပောသကုဏတတတောဘာဝေကဟောတုတုပိနအကတံဗုဒ္ဓံဥပါဝိနဝိနသမိတုယန္တုနိမိတံဝါမေကလေးသယောသမနာပောသကုဏတတတောဘာဝေကဟောတုတုပိနအကတံ ဓမ္မ ानु ဘာဝိနာဝိနာသမေတုယံတုန်ိမိတ်တံဝမေကလေးစာယောသမနာပောသကုဏတတတောပပကဟောဒုတုပိနအကတံတံဃာ ानु ဘာဝိနာဝိနာသမေတုဘောဓသဗ္ဗမင်္ဂလာရက္ခတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝိနာသရတုကိဘောဝတုတိဘောဓသဗ္ဗမင်္ဂလာရက္ခတုသဗ္ဗဒေဝတာ သမဓမ္မာနုဘာဝိနသရတုကိဘောဝတုတိဘောဝတုသဘမင်္ဂလံရက္ခန္တုသဘဒေဝတာသဘသံဃာနုဘာဝိနသရတုကိဟုတ်တံဒောစတိရိယေစဟုတ်တံဆရာကခုနရွတ်တဲ့ပရိသတ်မှာအထက်ပိုင်း လက်ပြီးဓမ္မမီတိအတော်ဆိုတာကအောက်ပိုင်းအပဲလေးပုံတိတိရိယဆိုတာကကိုယ်နဲ့တည်းတူပတ်လေးလေစေကြဝဠာအနန္တတိဩဒါဒောဇတိရိယဇအတ္တံပါတအပိပေတာစီမရှိအဝေရာယံမရှိအေးချမ်းသောပုဂ္ဂိုလ်များဖြစ်ကြမှုညာအတွက်မေတ္တာသောပရိတရားတော်ကိုဘုန်းကြီးတို့က မေတ္တာတက်ပေးဝေပြီးတော့ရုပ်ဝါတရစေမေတ္တာကိုပြပါလေဒါကြောင့်အပေါ်ပိုင်းအောက်ပိုင်းပတ်လေးနဲ့အားလုံးဆက်ကြပါလားအနာဂတ်အထိမေတ္တာရဲ့စွမ်းအားတွေရောက်ပြီးတော့ကျမ်းမှာချမ်းသာအေးချမ်းသာတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေကဲဒီမှာရေချမ်းသာတင်ငန်းတင်ငန်းက เขาไปประชาในสกายไ่กันที่ข้าไหนละข้าไหน